မရန်ကုန်မြို့နယ်မှာအငိမ့်စားတပ်အမတ်ကြီးဖြစ်သူအငိမ့်စားဗိုလ်မှူးချုပ်တောကော PDF အဖွဲ့ကမေ22ရက်ကတနက်နေ့ပြစ်ခတ်လုံခြံခဲ့တယ်လို့သိရပါဗျ။ပြစ်ခတ်လုံခြံခံရသူဟာအငိမ့်စားတပ်အမတ်ကြီးဦးချိုထွန်းအောင်ဖြစ်ပြီးရန်ကုန်မြို့မရန်ကုန်မြို့နယ်အမှန်၅ရက်ကရွှေနှင်းစီလမ်းမှာရှိတဲ့၎င်းရဲ့နေအိမ်ရှိမှာပဲ PDF နှစ်ဦးရောက်ရှိလာပြီးလုံခြံပြစ်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဒီလိုပြစ်ခတ်မှုကြောင့်အငိမ့်စားတပ်အမတ်ကြီးဦးချိုထွန်းအောင်ဟာတေဆုံးခဲ့ကြောင်းလုံခြုံရေးတပ်ဖွဲ့နဲ့နေဆက်သူတွေရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားတာကိုတွေ့ရပါဗျ။ ရက်ခတ်မှုကို Golden Valley Warriors မျိုးပြပျောက်ကြားအမည်ရှိတဲ့ PDF အဖွဲ့ကလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းလူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့၎င်းတို့အဖွဲ့ကထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ Golden Valley Warriors မျိုးပြပျောက်ကြားအဖွဲ့ဆိုတဲ့အဖွဲ့ကအငိမ့်စားတန်အမတ်ကြီးဦးချိုထွန်းအောင်ကိုပြစ်ခတ်လုကြံတဲ့ဆွဆွဲချက်တွေမှာအငိမ့်စားတန်အမတ်ကြီးဦးချိုထွန်းအောင်ဟာနိုင်ငံတော်ကာကွယ်ရေးတပ်ကတော့ NDC မှာနိုင်ငံတော်လုံခြုံရေးနဲ့အကြံဖတ်မှုတိုက်ဖြတ်ရေးဘာသာရဲ့ နိုင်ငံတကာဆက်ဆံရေးဘာသာရဲ့နှစ်ခုကိုတင် जा နေတာကြောင့်လို့၎င်းတမရော်ရဲ့ပြည်သူ့စစ်မဟာဗျူဟာကိုစစ်မှုထမ်းဟောင်းအဖွဲ့အင်အားနဲ့လှုပ်ဆောင်နေပြီးအဲ့ဒီအဖွဲ့ရဲ့တိုင်းအဆင့်ခေါင်းဆောင်တွေမှာပါဝင်လာကြောင်းလို့၎င်းဆွဆွဲဖော်ပြထားတာကိုတွေ့ရပါတယ်။တန်မတ်ကြီးဦးချိုထွန်းအောင်ဟာအငိမ့်စားဖြစ်ပေမဲ့တမရော်မှာစာတင်ကြောင်းပို့ချနေတာကြောင့်စည်ရေးပြတ်မှတ်အဖြစ်သတ်မှတ်တာဖြစ်ကြောင်း ကိုရန်ဗယ်လီဝါရီယားစ်မျိုးပြပြောင်ကြားအဖွဲ့က၎င်းတို့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အငိမ့်စားတပ်မတ်ကြီးဦးချိုထွန်းအောင်ဟာ2022ခုနှစ်နိုဝင်ဘာ18ရက်က NASA ကအမိန့်ကြေညာစာအမှတ်231မြင်းဆောင်2022နဲ့ဝနကျော်ထင်ပွဲချင်းမြင့်ခံထားရသူတွေကတအုပ်အပောင်းဝင်ဖြစ်ပါတယ်။ပြစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး NASA ကသတင်းထုတ်ပြန်ရေးအဖွဲ့ကသတင်းတစုံတရာထုတ်ပြန်ခြင်းမရှိသေးတာဖြစ်ပါတယ်။